ရီးယားစစ်ပွဲအတွင်းကကြာဆုံးခဲ့တဲ့တရုတ်စစ်သား28ဦးရဲ့ရုပ်ကျင်းတွေကိုတရုတ်နိုင်ငံကို ပြန်လည်ပေးပို့ဖို့မလ20ရက်နေ့ကတောင်ကိုရီးယားစစ်တပ်ကပြင်ဆင်နေတယ်လို့သိရပါဗျ။တောင်ကိုရီးယားအမျိုးသားကာကွယ်ရေးအေဂျင်စီကအဖွဲ့ဝင်တွေဟာတိုက်ပွဲအတွင်းမှာကြာဆုံးခဲ့တဲ့တရုတ်စစ်သည်တွေရဲ့ရုပ်ကျင်းတွေကိုအခောင်းအနေနဲ့ထည့်သွင်းထားရှိပေးထားပြီးတရုတ်စစ်တပ်တာဝန်ရှိသူတွေကြည့်ရှုနိုင်အောင်လှုံ့ဆော်ပေးထားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နှစ်မတ်လကနေနိုဝင်ဘာလအတွင်းပကျူ၊ယွန်ချန်၊ချိုဝမ်၊အင်ဂျီ ဟုံချန်နဲ့ရန်ပြောင်းနေမြေတွေမှာရုပ်ကျွင်းအစိတ်အပိုင်းပေါင်း448ခုကိုရှောက်ဖွေတွေ့ရှိခဲ့ရကတရုတ်နိုင်ငံကိုမတ်လ22ရက်နေ့မှာပြန်လည်ပို့ဆောင်သွားဖို့လှုံ့ဆော်နေတယ်လို့တောင်ကိုရီးယားစစ်တပ်ကပြောပါရယ်။ကိုရီးယားစစ်ပွဲဟာ1950ခုနှစ်ဇွန်လ25ရက်နေ့မှာကွန်မြူနစ်မြောက်ကိုရီးယားက38မြင်းပြိုင်ကိုဖျက်ချပြီးတောင်ကိုရီးယားကိုအလစ်အငိုက်တိုက်ခိုက်ခဲ့မှုနဲ့စတင်ခဲ့တာဖြစ်ပါရယ်။ အမေရိကန်ဥဆောင်တဲ့ကုလသမဂ္ဂအဖွဲ့တွေဟာတရုတ်တပ်ဖွဲ့တွေနဲ့ဆိုဗီယက်ကြောထောက်နှောက်ခံပေးထားတဲ့မြောက်ကိုရီးယားတပ်ဖွဲ့တွေကိုရှင်းဆိုင်တိုက်ခိုက်ခဲ့ပြီးစစ်သားနဲ့အရက်သားပေါင်း3တန်းလောက်သေဆုံးခဲ့ရတာက1953ခုနှစ်မှာစစ်ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။တောင်နဲ့မြောက်ကိုရီးယားဟာငြိမ်းချမ်းရေးစာချုပ်ထုတ်ဆိုထားခြင်းမရှိတာကြောင့်စစ်ပွဲဖြစ်ပွားနေစေအနေအထားဖြစ်တယ်လို့သိရပါတယ်။